ဒရုန်းမှာအတွဲညိတဲ့ဘော်ဒါတွေလည်းရှိတယ်ပြီးတော့ကိုပိုင်းစကွက်လေးတစ်ခုကိုလည်းထောင်ပြီးတော့ဘော်ဒါတွေနဲ့အတူတူဆော့ကျင်တယ်ဒါပေမဲ့စကွက်ထောင်မှုအတွက်ဒိုင်းမွန်းမရှိဘူးဆိုရင်တော့ဒရုန်းအနေနဲ့ဒီဗီဒီယိုလေးကိုစောင့်ကြည့်ဖို့အတွက်လိုအပ်နေပါပြီ Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စကွက်တစ်ခုကိုဒိုင်းမွန်းလုံးဝမသုံးမဲနဲ့ free ထောင်လို့ရမယ်နီလန်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်အော်စိတ်ဝင်စားရဆိုရင်တော့ဗီဒီယိုလေးကိုစောင့်ကြည့်ဖို့တော့ပြောချင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားသေးဘူးဆိုရင် subscribe လုပ်ထားကြဖို့တော့ တောင်းဆိုချင်ပါတယ်။ကဲဒါဆိုရင်ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်။ပထမဆုံးအနေနဲ့စကွက်ထောင်မှာဖြစ်တဲ့အတွက်စကွက်ထောင်မဲတွေဝင်လိုက်မယ်။ပြီးရင် Crazy Squad ဆိုတဲ့တွေကိုသွားလိုက်မယ်။ဒီမှာဆိုရင်တော့ Bro မြင်တဲ့အတိုင်းပဲ Diamond 199လုံးသုံးရတာနဲ့ Free ဆိုပြီးတော့နှစ်ခုရှိပါတယ်။ကျွန်တော်မှာတော့ free ဆိုတဲ့ဟာလေးကိုပွင့်နေပါပြီ။ဘရိုးမှာတော့ပွင့်အောင်မပွားဘူး။အလုံးလုံးမပွင့်ပါလဲဆိုတော့ ကွက်မရှိရဲ့သူ၃ယောက်လည်းဆယ်ဘွက်တိတိတူတူဆော့ပြီးသွားပြီဆိုရင်တော့အဲ့ free ဆိုတဲ့ဟာလေးကပွင့်သွားမှာပဲဖြစ်ပါတယ်အဲ့တော့ bro အနေနဲ့စကွက်မရှိတဲ့သူ၃ယောက်နဲ့ဆယ်ဘွက်တိတိတူတူဆော့ပြီးသွားပြီဆိုရင်တော့စကွက်တစ်ခုကို free ထောင်လို့ရပြီပဲဖြစ်ပါတယ်မှဆိုရင်စကွက်တစ်ခုကို free ထောင်တာနဲ့ diamond သုံးပြီးထောင်တာကဘာကွာလဲဆိုတော့ဘာမှမကွာပါဘူး free ထောင်မယ်ဆိုရင်တော့စကွက် level က1အနေစပါဖြစ်ပြီးတော့ diamond သုံးပြီးတော့ထောင်မယ်ဆိုရင်တော့စကွက် level က2ရပြီးတော့စမှာပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်ဆက်ပြီးတော့ထောင်ပြမယ် ဒီပထမဆုံးနေရာမှာတော့ support name ဆိုတာကိုထည့်ရမယ်။ကျွန်တော်ကတော့ Mikey Official ဆိုပြီးတော့ပဲထည့်လိုက်ပါမယ်။ကဲပြီးွားရင်တော့ဒီဒုနိယနေရာမှာတော့ bro squad ရဲ့အတူကောင်းနာမည်လေးကိုထည့်ရမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ကတော့ ammo ဆိုပြီးတော့ပဲထည့်လိုက်မယ်။ပြီးွားတော့ဒီတတိယနေရာမှာတော့ bro ရေးခြင်းလည်းရတယ်မရေးခြင်းလည်းရပါတယ်။ အဲ့ဒါတော့ကြော်လိုက်လို့ရပါတယ်ဒီမှာဆိုရင်စကွက်ရဲ့နိုင်ငံအလံကိုလည်းပြောင်းလို့ရပါတယ်အဲအဲ့တော့ bro အနေနဲ့မြန်မာနိုင်ငံအလံပဲထားဖို့တော့ကိုပြောချင်ပါတယ်ပြီးရရင်တော့ကျွန်တော်တို့စကွက်တခုကို free ထောင်လို့ရပြီဖြစ်ပါတယ်ဒီနီးလန်းလေးကတော့လုတ်လို့ရတာချပါပြီအမေမြန်မာနိုင်ငံ MABB creator တော်တော်များများဒီနီးလန်းလေးကိုပြပြလာတာကိုကျွန်တော်မတွေ့တဲ့အတွက်ကျွန်တော်ပြန်ပြီးတော့မျှဝေရခြင်းပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီစကွက်လေးကိုထောင်းလိုက်မယ်။ Free စကွက်ဆိုတာလေးကိုနှိပ်လိုက်မယ်။ပြီးရင် OK ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါမယ်။ ဒီလိုမျိုးထောင်းလိုက်မယ်ဆိုရင်တော့ဘရိုအနေနဲ့စကွတ်တစ်ခုရတာပဲဖြစ်ပါတယ်။ဒီမှာဆိုရင်ဘရိုအနေနဲ့စကွတ်ကိုလူတွေပါလေတဲ့ခေါ်လို့ရမှာပဲဖြစ်ပါတယ်။အဲ့တော့ဘရိုကိုလည်းကျွန်တော်ဖိတ်ခေါ်ကြပါတယ်။ကျွန်တော်ရဲ့ဒီစကွတ်လေးမှာကျွန်တော်ရဲ့ fan တွေလာပြီးတော့ပြောဆော့ဖို့တော့ကိုကျွန်တော်ဖိတ်ခေါ်ကြပါတယ်။အဲ့တော့ဘရိုအနေနဲ့စကွတ်လည်းမရှိဘူး။စကွတ်တစ်ခုကိုလည်းဝင်လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဒီစကွတ်လေးမှာအကျော်လာနေလို့ရပါတယ်။ဝင်နေတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဒီ comment အောက်လေးမှာရေးခဲ့လို့ရပါတယ်။အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီနေ့တော့ဒီလောက်ပါပဲ။ဆုံးထိကြည့်ပေးတဲ့ကြောင့်ကျေးဇူးတင်ပါတယ်။ ဒီဗီဒီယိုလေးကဘယ်လိုတော့ထောက်ကူဖြစ်တယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလမ်းမလေးပေးခဲ့ဖို့တော့ကိုတောင်းဆိုချင်ပါတယ်။နောက်လည်းဒီလိုမျိုးနီလန်းအသက်သက်တွေတွေ့ရင်ဒီမေယောမှာဖြစ်တဲ့အတွက်ဘရိုအနေနဲ့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားသေးဘူးဆိုရင် subscribe လုပ်ထားကြဖို့တော့ကိုလည်းတောင်းဆိုချင်ပါတယ်။ကဲဒါဆိုရင်တော့နောက်ဗီဒီယိုတွေမှာဆက်လက်ဆောင်ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။